ီနေ့မှပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့စက်သွန်ခွန်တွေနဲ့ပတ်သက်တဲ့ကျန်းမာရေးဘုဒ္ဓတာလေးတွေပဲဖြစ်ပါတယ်။ကျက်သွန်ဤကျက်သွန်ပြူတွေကဟင်းလျာတိုင်းမှာမပါမဖြစ်ပဲဖြစ်ပါတယ်ဒီလိုဟင်းအနစ်ရဖို့အညင်နဲ့ပျောက်ဖို့ဆိုပြီးတော့ဟင်းချက်တဲ့အခါမှာထဲ့ချက်တဲ့ကျက်သွန်ဤကျက်သွန်ပြူတွေကဟင်းတွေကိုတင်အရသာတိုးစီတာမဟုတ်ပဲနဲ့ကျန်းမာရေးကိုလည်းအထောက်အကူပြုစေတယ်ဆိုတာကိုအခုပဲပြပြပေးမှာဖြစ်ပါတယ်ကျက်သွန်ကုန်တွေမှာဘာတွေပါလဲ ကျက်သွန်နေနဲ့ကျက်သွန်ပြူအပြင်ခွန်တွေမှာအခုလိုမျိုးဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်နေပါတယ်ဗီတာမင် A ဗီတာမင် C ဗီတာမင် E ဓာတ်တုဆန့်ကျင်ပစ္စည်းဖလပိုနိုက်တို့ပါဝင်နေပါတယ်ကျက်သွန်နေခွန်ကအယောင်ကျစေနိုင်သလိုကျက်သွန်ပြူခွန်ကကိုယ်ခံအားကောင်းစေပြီးတော့အရှိပြားကိုကျန်းမာစေပါတယ်ဒါရီအပြင်ဘလိုရီအသုံးတည်လဲဆိုတာကိုဆက်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ကျက်သွန်ခွန်တွေကိုတင်ချပါဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ စက်သုံးပြူစက်သုံးနေအခွန်တွေကအခုလိုမျိုးအသုံးတည်စီပါတယ်။စက်သုံးခွန်တွေကဆွပြုတ်အသားပေါင်းနှုတ်လိုမျိုးဟင်းလျာတွေတဲကိုထည့်သုံးမယ်ဆိုရင်ဟင်းရဲ့အရသာကိုတိုးစေနိုင်သလိုအရသာတန်မှုလည်းပိုပြီးတော့မြင့်စေပါတယ်။အသားတွေกินတဲ့အခါမှာစက်သုံးပြူခွန်ကိုထည့်ပြီးတော့กินပေးပါ။ဒီလိုกินပေးတာကအသားတွေမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရတွေကိုတိုးစေနိုင်ပါတယ်။ထမင်းကိုလည်းအာဟာရဖြစ်ပေးပါတယ်။ထမင်းချက်တဲ့အခါမှာတေချာတန့်စင်ထားတဲ့စက်သုံးနီခွန်ကိုထည့်ချက်ပေးပါ။ ဒီလိုထိတ်ချက်တာကထက်ဆောင်းဗီတာမင်တွေကိုရရှိစေပါတယ်။ခမင်းချက်သွားပြီဆိုရင်တော့ဖယ်ပြီးတော့သုံးဆောင်ရုံပဲဖြစ်ပါတယ်။ပြီးတော့ပေါင်မုတ်ကိုအရသာကောင်းစေတယ်။သေချာတန့်စင်နေလန်းပြီးတော့အချောက်ခံထားတဲ့ချက်သွုံကုံကိုသေချာညက်အောင်အမုတ်ကျိပ်ပါ။ပြီးရင်အေလုတ်ပေါင်မုတ်တဲကိုထည့်တာကပေါင်မုတ်ကိုအရသာတိုးစေပြီးတော့အဟာရလည်းပို့ပြီးတော့ပြည့်စင်နိုင်ပါတယ်။ကျွတ်တက်တာကိုတက်တာစေနိုင်တယ်။သေချာတန့်စင်ထားတဲ့ချက်သွုံနီအခွန်ကို10မိနစ်ကနေမိနစ်20လောက်ရင်းနှီးစုစုထဲမှာထည့်ပြုတ်လိုက်ပါ။ ။ပြီးရင်အခွန်တွေကိုဖယ်ပြီးတော့ပြုတ်ရည်ကိုအေးရမွေးခင်မှာတစ်ခွက်စာလောက်တောက်ပေးပါ။ကြွတ်တက်တာကြွတ်သားတွေကိုက်ခဲတာကိုတက်တာစီနိုင်ပါသေးတယ်။ပြီးတော့အိတ်ကျော်စီတယ်။စက်တုံနေခွန်ရင်းနှွေးချမ်းကအိပ်ပျော်စီမဲ့တဘာဝဆေးတလက်ပဲဖြစ်ပါတယ်။တေချာတက်စင်ထားတဲ့စက်တုံနေခွန်ကိုရင်းနှွေးကွက်တစ်လုံးနဲ့ထည့်လိုက်ပါ။အပေါ်ကနေရင်းနှွေးစုစုကိုလောင်းချပေးပါ။အဖုံးအုပ်ပြီးရော15မိနစ်လောက်ထားပါပြီးရင်တောက်လို့ရပါပြီ။အရေပြားရရမှုကိုလည်းတက်တာစီနိုင်ပါတယ်။ ကျက်သွန်နီနဲ့ကျက်သွန်ပြူခွန်ကမှုပိုးတွေကိုဖိရှားပိတ်နိုင်တဲ့အာနိသင်ရှိပါတယ်။အရှိပြရားရာတွေကိုတက်တာစေဖို့အသုံးပြုလို့ရသလိုတဲဝဲရှိဝဲတက်တာစေဖို့အတွက်လည်းအသုံးပြုလို့ရပါတယ်။သူ့ရဲ့ပြုတ်ရည်ကိုလိမ့်ပြုံပါပဲ။ဒါတော့ကျက်သွန်နီခွန်ရဲ့အကျိုးများလာတဲ့ကျမ်းမာရေးဘူးတုတာလေးတွေပဲဖြစ်ပါတယ်။